ညီငါပါရှင်အင်္ဂါသတိမများအတွက်စနေရက်ကနေပြီးတော့19ရက်နေ့အထိရေးလာပိုင်းအတွက်ပေါ့နော်တပတ်စာဟော့စတန်ဟိုရီမှာဖြစ်ပါတယ်ဒီကလာမှာအင်္ဂါသတိမများဟာမိမိတို့စိတ်တွေးရစိတ်မတည်မကြစိတ်လေးတွေနဲ့ဖြတ်သန်းဖြတ်ကျော်ရမယ့်ကာလထဲမှာရှိတယ်ကိုယ့်ကိုယ်အလိုမကျမှုအားများနေတဲ့အဲ့တော့ကိုယ့်ကိုယ်အလိုမကျမှုအားများတယ်ထို့အတူပဲလို့စကိုင်းနဲ့ကိစ္စအဝဝတွေမှာလည်းအမ်မပြည့်ပြတ်တတ်ဘူးပေါ့နော်ကိုကိုယ်တိုင်လည်းကိုယ့်ကိုယ်အလိုမကျဘူးအဲ စိတ်ပင်ပန်းရတဲ့ကာလလို့ပဲပြောရလိမ့်မယ်ပေါ့အဲ့တော့နောက်တစ်ခုကအိမ်တွင်းကိစ္စအိမ်တွင်းကိစ္စမှာမမိကိုနားလဲပေးမှုအားနေတယ်နားလဲပေးမှုအားနေတယ်အဲအေးချမ်းမှုရအောင်ညှိယူညှိယူရတဲ့ကာလလို့ပြောလို့ရတယ်ပေါ့ညှိယူရတယ်ထို့သူပဲအေးချမ်းတဲ့ဒီအေးချမ်းတဲ့နေရာအရက်လေးတွေမှာတွာလာလက်ပတ်ရတတ်တဲ့ကာလတွေမှာတော့ရှိတယ်ပေါ့နော်အေးချမ်းမှုတွေနဲ့ အဲ့လိုမျိုးငွေကြေးပန်းဆိုင်ရာတွေမှာဒီကာလမှာငွေကြေးပန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တအားပူစရာမရှိဘူး။ငွေကြေးအဖက်ဖက်ကနေပြီးတော့ဒီရဝေးရကူညီထောက်ပံ့မှုရရှိတာပို့ရစားရှိရငွေကြေးရရှိတာမျိုးဆိုတဲ့ဒီပြောမလို့ငွေကြေးပန်းဆိုင်ရာမှာအဲအဖက်ဖက်ကနေကူညီထောက်ပံ့မှုမျိုးရရှိတဲ့ကာလမျိုးတွေမှာရှိတယ်။အဲ့တော့နောက်တစ်ခုကတခုရှိတာကအခြေလူငယ်တွေရဲ့အခြေအခြေနဲ့ပတ်သက်ပြီးဒီကာလတွေမှာအစဉ်ပြေမှုအားနေတဲ့တယောက်နဲ့တယောက်လွန်ဆွဲနေတဲ့တယ်အဟို မလိုအပ်တဲ့ကိစ္စအသေးပွဲလေးရအစပေါ့နော်တူနဲ့တူလွန်ဆွဲမှုတွေရှိတယ်နောက်တစ်ခါကျတော့အဲမိမိတို့ရဲ့ခြေရကြားထဲမှာလူတူဝင်ခံနေတတ်တယ်အဲထိန်ချုပ်ခံနေရတတ်တယ်ပေါ့နော်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒီကလာမှာတူနဲ့တူမိသားရှိပါရဲ့နဲ့ အကြောင်းတစ်ခုမှတစ်ခုရဲ့အဖြစ်အဖြစ်အကြောင်းမို့လို့ပေါ့နော်ဒီပြောမအဖြစ်အစည်းရှိရလို့ပြောရလို့ပေါ့နော်ပြဿနာတွေအဆင်မပြေမှုတွေရှိတတ်တယ်အဲ့တော့ဈာလူဝင်လာတတ်တယ်လို့ပဲဟွာလိုက်မလွယ်ဘူးဆိုလေဈာလူဝင်လာတတ်တယ်အဲ့တော့ဒီကာလမှာမိရတွေကအဓိကက စိတ်လောကြီးလို့မရအောင်အော်စိတ်လောကြီးလို့မရသလိုလောကြီးရဲ့ကိစ္စမှန်သမျှလည်းအဆင်မပြေတတ်ဘူးအဲ့တော့အေးအေးမမှန်နဲ့ဖြည်းဒီအေးသွားမှတာလေကာလကအဆင်ပြေတတ်တယ်အတိုက်ခံနေပေါ်များနေတတ်တယ်အနောက်ရွှေတွေရှိတယ် ီကာလထဲမှာအဲ့တော့ကျမိုင်နဲ့ပတ်သက်ပြီးတော့တဲ့ကျမိုင်နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေးနည်းနည်းလေးချူချာလို့ပြောရလိမ့်မယ်အာတခုမို့တခုလက်ပတ်ဖြစ်တဲ့ညီမျိုးတွေမှာလည်းရှိမှရှိနေတဲ့အဲ့တော့ဒီဒီကာလမှာတော့လာတာအစားတေချာလေးဂယူဆိုင်တော့လာတဲ့တဲ့ကာလမျိုးတွေမှာရှိတယ်ပေါ့နော်အဲ့တော့ဒီငွေချင်းနဲ့ပတ်သက်ပြီးတော့ကိုကဒီငွေချင်းလွန်လာတဲ့ငွေချင်းနဲ့ပတ်သက်အဲ့လိုမျိုး အရာတွေကဒီကာလမှာငွေကြေးပြန်ရရှိတာမျိုးငွေကြေးနဲ့ပတ်သက်အေးချမ်းမှုမျိုးတော့ဒီကာလမှာရှိတယ်ပေါ့နော်။ဒါမှစိတ်ပင်ပန်းစိတ်လေးစွာနဲ့ပဲဖြစ်တန်းဖြတ်ကျော်ရတဲ့ကာလလို့ပြောလို့ပြောလို့ရတယ်ပေါ့။အဲ့တော့ကြံတရားအနဲ့ကြည့်မယ်ဆိုလို့ရှိရင်တအားကြံကောင်းနေတဲ့ကာလမဟုတ်ဘူး။ကြံလည်းတအားဆိုးနေရမျိုးတော့မဟုတ်ဘူး။ညံ့တော့ညံ့နေတယ်အော်ညံ့တော့ညံ့နေပေါ့ပြောရမယ်ပေါ့ဘာလို့ဆိုတော့အယံမွန်းချက်မှုအားများတာကိုလို့သမီးကိုင်းသမီးကလည်းအဆင်မပြေတတ်ဘူးအဲအလုပ်တစ်ခုတည်းကိုလည်းတစ်ခါတည်းနဲ့မပြီးပြတ်တတ်ဘူးအဲ့လိုပုံစံမျိုးနဲ့ဆိုတော့ကိုယ့်ကိုယ်အလိုမကျမှုဆိုတဲ့အရာလေးတွေနဲ့ မုန်းချက်မှုလေးရှိရလို့ပဲပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကာလမှာပုံမကောင်းမွာပြန်တရားတွေပုံမကောင်းမွာလှုပ်ဆောင်တင်တာကတော့အမ်အဓိကကတော့ဒီကိုယ်စာကျူးတဲ့အလူကိုများများလုပ်ပေးပါနောက်တစ်ခါကျတော့အာမြတ်စွာဘုရားရှင်ကိုမူလုံးကြီးပေါ်လှူတဲ့အလူလေးလုပ်ပေးပါ အော်ဒီကတော့ပြောမစလို့ရှင်မိမိရဲ့မွန်ချက်မှုအားများနေရနော်ပြီးနောက်တစ်ခါကျတော့လေဒီကလာမှာလှုပ်ဆောင်တဲ့ရေတွေကကိုစားပြည့်ရေတွေကတမအရင်ကြိုက်တယ်ပေါ့နော်ကိုစားပြည့်တာအဲ့တော့မိမိရဲ့ဝေစားအဟောင်းစုပ်ကိုဒီရေစီရဲ့ချောင်းတို့မဟုတ်အမိုက်ပုံးမှာတက်ပစ်လိုက်ပါငါမချက်အခိုင်ညာကန်ဆိုးချင်းတွေပါသွားလို့ဖြစ်ပေးရတာအဲ့တော့ပြည့်မဲ့အဝေစားကလည်းမိမိရဲ့ဒီပြောမစလို့ရှင်အတညာဝိတ်အိတာတညာဝိတ်အိတာတဲ့အဝေစားကိုဖြစ်ပေးရမယ်နော်ကိုယ့်ရဲ့မွေးနေ့မှာဝိတ်ထားတဲ့အဝေစားကိုဖြစ်ပေးရမယ်ပေါ့အဲ့ဒီဥစ္စာလေးလုပ်ပြီး ။နောက်တစ်ခုကအမွေးနဲ့တာတိုင်းထိုးညစ်ပူဇော်ပြီးတော့ဒီလောကပလာနမီကိုတိုင်တယ်စုတောင်းတာမျိုးလေးလုပ်ပြီးပေါ့နော်။အဲ့ဒါမိမိရဲ့ကံတရားအပြည့်ပုံမကောင်းမွန်စေလိမ့်မယ်။ဘာလို့ဒီကလာမှာခေးတွေပါတွားဖို့လုံးလောက်ကင်ထားတာဆိုလို့ရှိရင်စံကြတတ်တယ်ပေါ့နော်။အဆင်ပြေမနေတတ်ဘူး။အဲ့တော့ပုတ်ကိုအလိုမကျမှုတွေနဲ့ဖြစ်တဲ့ထက်ကြွားတတ်တယ်ပေါ့။အဲ့လိုမျိုးကြုံလာပြီဆိုလို့ရှိရင်ကျွန်တော်ပြောရဲ့ရေတရားလေးတွေကိုပြုတ်လို့ပြီးစေချင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်အကံအထိုက်လျောက်တော့ကံညှက်မှုတွေပြပြောက်တတ်တယ်ပေါ့နော်။အဲ့လိုမျိုး တော့အင်အားသားသမီးများအားလုံးအေဂျင့်တာပျော်ရွှင်တော့ဘွားလေးပတ်စံနေကြပါသေးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်